အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေဒီနေ့မှပရိသတ်တူတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးသူ AGV ရေးသားထားတဲ့ရေဝတ်တကားဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်း၁၁ပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကိုတော့ကျမဆုလိုက်ရတင်ဆက်ပေးသွားမှာပါ။ကားရက်သွားတာနဲ့လိမ့်ဝါချိုကားပေါ်ကနေအလေအမြန်ဆင်းသွားလိုက်တယ်။ဟော၊ငါညမလာပြီလား။အခုလူလည်းငါညမကိုစောင့်နေတာ။သတင်းတော့ရထားတယ်။တေချောင်းသွားစုံစမ်းကြည့်ရမှာပဲ။ဟုတ်ကဲ့ကိုစုံကြီး။ဘာဘာသတင်းချားချတာလဲ။ ကြည်တာကြည်တာဘာမှမဖြစ်ပါဘူးနော်လဲဝါချူညှော်လင့်တကြီးနဲ့မေးလိုက်မိရဲ့อืมဟိုကြည်တာဘလို့နေလဲဆိုတာတော့အကိုတို့လည်းမသိရသေးဘူးညီမအခင်းဖြစ်တဲ့အချိန်ကကြည်တာကိုကူညီပေးခဲ့တဲ့အရေးပေါ်ကောင်းစုံစမ်းလို့ရခဲ့တာသူတို့ပြောတာကတော့ကြည်တာကိုဈေးကိုခေါ်သွားပြီးတော့ကြည်တာအိတ်ထဲကနေရတဲ့လိမ့်စာကကဖုန်းဆက်သွယ်ကြည့်နေတာတဲ့အဲ့ဒီမှာလူကြီးတယောက်နဲ့အတူလူသုံးလေးယောက်ရောက်လာပြီးတော့ဆက်ပြီးတောင်းဝင်ယူခဲ့တယ်လေ ဲဒီနောက်ပိုင်းတော့သူတို့ဘက်ကလည်းဘာတရင်မှ မသိတော့ဘူးတယ်လေသူတို့ဆက်သွယ်ခဲ့တဲ့ဖုန်းနံပါတ်ကိုတော့အကိုတို့ကိုပေးလိုက်တယ်အကိုတို့လည်းဖုန်းနံပါတ်ကိုကြည့်ပြီးတော့လိုက်စုံစမ်းနေခဲ့တာဇီးသားကိုအရေးပေါ်ကခေါ်သွားပေးခဲ့တဲ့စေးယုံမှာစုံစမ်းတော့လည်းတိတိကျကျဘာမှမသိရအောင်လေမင်းညာမှအဲ့ဒီလူရဲ့ကောင်ချီရခံပြီးပြီးတော့လိုက်ကြည့်ခဲ့ကြလို့နေတဲ့နေရာကိုတီးခဲ့ရတာအဲ့ဒီမှာဇီးသားရှိလားမရှိဘူးလားဆိုတာတော့သိချာမသိဘူးဒါပေမဲ့ကားကတော့စေးယုံလိုက်လာခဲ့တယ်ဆိုတဲ့လူရဲ့ကားပဲ ငါညီမကြီးသားနဲ့အရင်နှီးဆုံးလူဆိုတော့ငါညီမကိုယ်တိုင်သွားကြည့်တာပိုကောင်းပေထင်တယ်။အကိုတို့လည်းနောက်ကနေလိုက်လာပြီးတော့အခြေအနေစောင့်ကြည့်မယ်။အခြေအနေမဟိန်အကိုတို့တွေဝေလာခဲလိုက်မယ်လေ။နီးအားလဲကူးဘက်မှာဆိုတော့ငါညီမတယောက်တည်းအဆင်ပြေပါမလား။အဖို့ခေါ်ခေးလိုက်တာပိုကောင်းပေထင်တယ်။ကားစီယာအကိုရဲ့အဖို့ခေါ်ခေးလိုက်ဆိုတဲ့စကားကိုကြားလိုက်ရပြီမယ်လေ။လိမ့်ဝါချိုခေါင်းကိုခါရမ်းလိုက်ပြီးတော့တယ်။အဖို့မခေါ်တော့ပါဘူး။ကိုစော်ကြီးတို့လည်းနောက်ကလိုက်လာခဲ့မှာမဟုတ်လား။လိမ့်ဝါ ကားတစီငါသွားလိုက်မယ်လေအဲ့ဒါလေကောင်းတာပဲဒါဆိုသွားကြတာပေါ့လိမ့်ဝါချိုလက်ထဲကိုလိမ့်စာရောက်လာတာနဲ့အငါကားတစီကိုအမြန်ငါလိုက်တယ်လိမ့်ဝါချိုရဲ့ရှင်ထဲမှာတော့ညှော်လင်းချက်တွေအပြည့်နဲ့တတိတ်တိတ်ခုံလှုပ်နေခဲ့တယ်ဟယ်လိုအဖေလားသမီးမအရေးတကြီးကိစ္စပေါ်လာလို့အဖေတို့ကိုကိုကြီးနေပဲသွားလိုက်ပါနော်သမီးတောင်းပန်ပါတယ်နော်အဖေဘာဘာပြောရဲသမီးဘာကိစ္စမို့ဒီလောက်အရေးကြီးနေရလဲမိသားစုကိစ္စထက်ဘာကိစ္စကပိုအရေးကြီးနေရလဲ အဖေတို့မှာသမီးကြီးတယောက်ပဲအားကိုးစရာရှိတာလေဟိုဟိုသမီးတောင်းပန်ပါတယ်အဖေရဲ့ကိစ္စပြီးလာနဲ့အဖေတို့စီကိုချက်ချင်းလာခဲ့ပါမယ်ဒါဒါပဲတော့ဖေဖခင်ကိုပြောပြတာနဲ့လိမ့်ဝါကျိုးဖုန်းကိုခက်မြန်မြန်ပြန်ချလိုက်မိတယ်ဘာတူလဲဘာကိစ္စလဲအိမ်မှာတထင်းမရှိဘူးကျွတ်တော့အလုတ်သမားတွေပဲတထင်းမရှိပဲအဲ့တဲ့လက်မကန်ထွက်သွားပါကျေဝန်းနဲ့ချင်ချေကြီးတွေမှလူတယောက်ထွက်လာခဲ့ပြီးနောက်လိမ့်ဝါကျိုးနှင်းထုတ်နေတာဖြစ်ပါတယ် ဒါဆိုရင်ရှင်တို့တထေးစီကိုဖုန်းဆက်လိုက်ပါမယ်ရှင်။ဒီဒီအိမ်မှာကျမချစ်သူရောက်နေတယ်ဆိုတဲ့သတင်းကြလို့လာရှာတာပါ။ကျမတောင်းပန်ပါတယ်ရှင်။ជីတာဟန်ဒီမှာရှိနေတာမဟုတ်လား။သူရှိနေတဲ့အကြောင်းကျမတို့သတင်းအတိအကျရထားပါတယ်။ဟာရှုပ်ရှုပ်ရှက်ရှက်ဘေးကជីတာဟန်လဲမသိပါဘူး။ဒီအိမ်မှာဘသူမှလည်းမရှိဘူး။တုတ်တူခြံဆောက်တွေပဲရှိတာ။တထေးကလည်းဒီမှာနေတာမဟုတ်ဘူး။တထေးကဘာမှမမထိုင်းတုတ်တူလည်းခြံတကားမဖွင့်ပေးရဲပါဘူး။ဒါဒါဆိုခဏလေးနော်။ ဒါဆိုရင်ရှင်တို့တထင်းစီကိုဖုန်းဆက်လိုက်ပါမယ်ရှင်။ဒီဒီဟိတ်မှာကျမချစ်သူရောက်နေတယ်ဆိုတဲ့သတင်းကြလို့လာရှာတာပါ။ကျမတောင်းပန်ပါတယ်ရှင်။ជីတာဟန်ဒီမှာရှိနေတာမဟုတ်လား။သူရှိနေတဲ့အကြောင်းကျမတို့သတင်းအတိအကျရထားပါတယ်။ဟာရှုပ်ရှုပ်ရှက်ရှက်ဘယ်ကជីတာဟန်လဲမသိပါဘူး။ဒီဟိတ်မှာဘသူမှလည်းမရှိဘူး။ကျုပ်တို့ခြံဆောက်တွေပဲရှိတာ။တထင်းကလည်းဒီမှာနေတာမဟုတ်ဘူး။တထင်းကဘာမှမမှားတိုင်းကျုပ်တို့လည်းခြံတကားမဖွင့်ပေးရဲပါဘူး။ဒါဒါဆိုခဏလေးနော်။ကျမဖုန်းဆက်ကြည့်လိုက်ပါမယ်ရှင်။ လဲဝါကျူဖုန်းကိုထုတ်ပြီးတော့ဆက်ဖို့ပြင်လိုက်တယ်။ဟေ့တူမောင်ဘာတွေလဲဘာကိစ္စလဲကွာလဲဝါကျူဖုန်းကိုထုတ်ပြီးခေါ်နေစင်ပါပဲ။ခြံထဲမှာလူကြီးတယောက်ရှောက်လာပြီးလှမ်းမိလိုက်တဲ့အောင်ကြားလိုက်ရတာကြောင့်လဲဝါကျူလှမ်းကြည့်လိုက်မိတယ်။ရှောက်လာတဲ့လူကြီးကလည်းလဲဝါကျူခေါ်နေတဲ့ဖုန်းကိုကင်လိုက်တာကိုတွေ့မြင်လိုက်ရတယ်။ဟယ်လိုဟယ်လို လဲဝါကျိုးဖုန်းကိုပြန်မပြောမိပဲခြံဝါကိုရှောက်လာတဲ့လူကြီးကိုသာမျက်လုံးအကြောင်သားနဲ့ငေးကြောင်ကြည့်နေမိရင်လူကြီးဟာဖုန်းကိုပြန်ချလိုက်ပြီးနောက်ခြံဝါကိုရှောက်လာခဲ့တယ်။ဘာကိစ္စရလဲတူမလူကြီးဟာမတင်လို့မပြော့လို့နဲ့လေတန်နဲ့လှမ်းမိလာခဲ့ပြီးလဲဝါကျိုးလှမ်းပြီးတော့ကြည့်ပါတယ်။အဲ့လိုလှမ်းကြည့်ရင်မှကိုယ်လေးကြီးရဲ့မျက်နှာပေါ်မှာအံ့ဩတဲ့အရင်းအယောင်တွေဖြတ်ပြေးသွားတာကိုတွေ့မြင်လိုက်ရတယ်။မင်းမင်းကဦးလေးဦးလေးက ကြည်တာဖေမဟုတ်လားရှင်ကြည်တာကိုဦးလေးခေါ်ထားတာလိုက်ဟုတ်တယ်မဟုတ်လားကြည်တာကြည်တာနေကောင်းရဲ့လားကြည်တာအဆင်ပြေတယ်မဟုတ်လားရှင်လဲခွာချုံဟာအံ့ဩတလုံးလေးမှမျော်လင့်တကြီးနဲ့မေးလိုက်မိရင်မင်းကလေးမင်းမင်းဘလို့လုပ်ပြီးတော့ဒီကိုရောက်လာရတာလဲဦးမေးဟန်ဟာလဲခွာချုံကိုကြည့်ပြီးတော့အံ့ဩတလုံးစွာနဲ့မေးလိုက်ပါတယ်ကြည်တာပြောက်နေလို့လိုက်ရှာနေတာကြာပါပြီဒီနေ့မှဒီနေရာမှာရှိရင်လို့တည်ရလို့လာကြည့်လာပါ ဒီမှာကြည်သာရှိတယ်မဟုတ်လားရှင်ဦးလီဟာမရှိပါဘူးကွယ်ပေါပေါရှာရှာသားငယ်ပြောက်နေလို့ဦးလေးတို့လည်းလိုက်ရှာနေတာပဲလေဘသူစီကနေမဟုတ်တဲ့တဲ့နေကြားလာခဲ့တာလေဦးလေးရဲ့လေးဝါအောင်မညာပါနဲ့နော်တဲ့အတိချရလို့လေးဝါလာခဲ့တာပါဦးလေးကမတွေ့စေချင်လို့ညာပြောတာဆိုရင်လေကြည်သာကိုမတွေ့ပဲပြန်မမယ်ရှင်သူအဆင်ပြေရဲ့လားမိကောင်းရဲ့လားဆိုတာပဲသိချင်တာပါကြည်သာတဲ့ကိုမသိရမချင်းလေးဝါတီကနေမပြန်မအောင်ရှင်ချက်ရှိကနေစောင့်နေပါမယ် ဟာဒီကလေးမအတော်ပြောရခက်ပါလားကွယ်သားငယ်ဒီမှာမရှိဘူးဥရိုလည်းသားငယ်ကိုရှာနေတာပါ မင်းချားလာတဲ့တရင်ကမှားနေတာပါပြန်လိုက်ပါတော့ကလေးမလဲဝါကိုပညာပါနဲ့ဥလိရဲ့ခြေသားဒီမှာရှိနေတာကျင်းတည်ပါရင်ခဏလေးပဲဖြစ်ဖြစ်တွေးခွင့်ပေးပါရှင်လဲဝါတောင်းပန်ပါရင်ရှင်ဥမေဟန်ရဲ့စကားကြောင့်လဲဝါချူကဥမေဟန်ရဲ့ရှိမှဒူးတုတ်ကထိုင်ချလိုက်ပြီးတော့တောင်းပန်လိုက်တယ်ဟာ အပြုံးကတိတ်ခတ်ပါလားခလီးမရေကားကြီးကိုဦးလေးတို့လည်းရှာနေတာပါဆိုမှကွယ်ခလီးမမယုံတော့လေမတက်နိုင်ဘူးကွယ်ဦးလေးကလည်းအလုပ်ကိစ္စနဲ့ဒီဘက်ကိုခဏရောက်နေတာပါတော်ကြပြန်တော့မှာပါလဲဝါချိုရဲ့ဇွဲကြီးလာတဲ့ပုံစံကိုကြည့်ပြီးဦးမေဟံမှာတပြင်းမောင်းချလေးရဲ့ခြံလေးကိုပြန်လှည့်ဝင်သွားခဲ့တယ်ဦးမေဟံခြံလေးကိုဝင်သွားတာနဲ့ကားစီအားကုစုံကြီးတို့အုပ်စုကလည်းလဲဝါချိုအနောင်ရောက်လာခဲ့ပြီးတော့မေးမြန်းလိုက်တယ်ဘလို့လဲငါညမခုနကလူကြီးကိုတိတာလား ကြီးသားတရေရောသိရလားကြီးသားအချောင်းရောမေးလို့မရအောင်ကိုစိုးကြီးမသိဘူးပဲပြောနေတာဒါဒါပေမဲ့ခုနကဦးလေးကြီးကကြီးသားဖေပါဘလို့ငါညမခုနကလူကြီးကကြီးသားဖေဟုတ်လားဟုတ်ပါတယ်ကိုစိုးကြီးကြီးသားတို့အဖေပါသိကြတယ်ကြီးသားဒီမှာပဲရှိလိမ့်မယ်ကားစီယာကိုစိုးကြီးရဲ့အမေကြောင့်လဲဝါကျူပားပြင်ပေါ်မှာမျက်ရည်စာရီကိုတုတ်လိုက်ပြီးနောက်ပြန်ဖြေလိုက်တယ်အင်းငါညမပြောတယ်လို့ဆိုရင်ကြီးသားဒီမှာရှိတာ သိကြတယ်။ကြီးသားကိုဒီနေရာကိုခေါ်လာခဲ့တယ်လို့သတင်းအတိအကျရထားတာ။ဒါပေမဲ့သူကညင်းနေတော့ငါညီမဘယ်လိုဆက်လုပ်မလဲစိတ်ကူးထားလဲ။လဲဝါဒီမှာမိုးချုပ်တဲ့အထိစောက်ကြည့်မယ်ကိုစော်ရင်ကြီးသားဒီမှာရှိနေတာသိကြတဲ့အတွက်လဲဝါမကြောက်ပါဘူးရှင်။ကြီးသားဘာဖြစ်နေလဲဆိုတော့သိချာသိရမှလဲဝါပြက်မယ်။ဟာဖြစ်ပါမလားငါညီမရေအကိုတို့ဘာကူညီပေးရအောင်မလဲ။ရပါတယ်ကိုစော်ရင်ဒီမှာကြီးသားရှိနေတာသိကြတဲ့အတွက်လဲဝါမကြောက်ပါဘူး။ကြီးသားတို့တွေ့ရမှ မိမပြန်မအဲ့ဒီတော့မှပဲပြန်လာခဲလိုက်မယ်ဒီလိုဆိုပြန်လာဖို့အဆင်ပြေပါမလားငါညမအကိုတို့စောက်ပေးနေရမလားရပါရဲ့ကိုစောကြီးရဲ့ဒီလောက်ထိကူညီပေးတာဘယ်ဂျေစုတမာရဲ့ရှင်ကြီးသားတို့ဘေးကလေသဘောထားပြည့်တဲ့သူမို့အဆင်ပြေမှာပါကိုစောကြီးတို့ဂျေစုတမာရဲ့နော်လိမ့်ဝါချူရဲ့ဆုံးဖြတ်ချက်ကြောင့်ကိုစောကြီးတို့အုပ်စုလေလိမ့်ဝါချူစိတ်မချနိုင်ပဲနှုတ်ဆက်ကပြန်သွားကြတယ်နောက်ဆုံးမှာတော့ လဲဝါကျိုးတယောက်ထဲသာကြီးမကျဲဝေါ်လာတဲ့ခြံကျဲကြီးရှိမှကြံခဲ့ပါတော့တယ်။ဦးမေးဟန်ရဲ့ခြံကျဲကြီးရှိမှလဲဝါကျိုးတယောက်တဲ့မျောလင်းကြီးစွာနဲ့ထိုင်နေခဲ့တာညနေတော့ဆောင်းလူမတက်ဖြစ်လာပါတယ်။လဲဝါကျိုးကတော့နေဝင်တော့မအောင်လဲစိုးရင်ပူပန်ခြင်းမရှိပဲခြံကြီးထဲကိုသာမျောကြည့်နေမိတယ်။ကဲမင်းကလေးတတိယမိကိုခေါ်ခိုင်းလိုက်တယ်ခြံတရားထွက်လာကပြောလိုက်တဲ့ခြံဆောင်ကြီးရဲ့စကားကြောင့်လဲဝါကျုံမှာထခုံမိမတက်ပြောရွှင်သွားတယ် ကဲလာထိုင်ပါမိတ်ကလေးမင်းကတော်တော်ဇွဲကောင်းနေသူပါလားလွန်ခဲ့တဲ့10နှစ်ကျော်ကလေမင်းဒီလိုပဲဇွဲကောင်းနေရင်တော့မင်းတို့တခုပဲမေးပြရစီမိတ်ကလေးရင်မင်းတကယ်ပဲကားငယ်ပေါ်မြစ်တာရှိတာလားကွင်းကားငယ်ကမင်းနဲ့မပတ်သက်ချင်တော့ဘူးဆိုရင်ရောလက်လျှော့ပေးပါလားရှင်ပြောပါမိတ်ကလေးကားငယ်ကမင်းကိုအလိုမရှိတော့ဘူးဆိုရင်ရောမင်းဘက်ကနောက်ဆုတ်ပေးပါလားဦးမေးဟန်ရဲ့စကားကြောင့်လိမ္မာကျုံဟာဦးမေးဟန်ကိုပြန်ကြည့်လိုက်ပြီးတော့တလုံးချင်းပြန်ပြေးလိုက်ပါတယ် ဟုတ်ဟုတ်ကဲ့ជីတာကိုယ်တိုင်ကလဲဝါကိုမလို့အပ်တော့ဘူးလို့ပြောလာခင်လဲဝါအနေနဲ့ရှေ့စစ်မတိုးပါအောင်ရှင်ဒါပေမဲ့သူဘာလို့အဲ့လိုဆုံးဖြတ်ရတာလဲဆိုရက်အချောင်းပြချက်ကိုတော့လဲဝါတီရမဖြစ်မှာပါជីတာသာတကယ်စိတ်ချမ်းသာမယ်ဆိုရင်တော့လဲဝါလိုက်ရောပြီးမှာပါဦးလေဒါကြောင့်သူဘာရီဖြစ်နေလဲဆိုတာလဲဝါတီရမဖြစ်မှာပါဟုတ်ပြီလေမိဟာဒီလောက်တွေ့ကျင်နေမှာတော့ ပြီးတွေ့ရမှာပေါ့တားငင်နေတွေ့ပြီးမင်းဘလို့ဆုံးဖြတ်မလဲဆိုတာစောင့်ကြည့်ရမှာပေါ့လေတားငင်ကိုတွေ့ပြီးမင်းစိတ်ကြိုက်ဆုံးဖြတ်လို့ရပါတယ်ဘသူ့ဟောမှအားနာစရာမလိုဘူးနော်မင်းဘလို့ပဲဆုံးဖြတ်ဖြတ်ဦးလေးတို့ဘက်ကနားလေပေးရင်ချစ်ဂျေဆုတမားရဲ့ဦးလေးဂျေဆုတမားရဲ့ရှင်ဦးမေဟန်ထံမှခွင့်ပြုစကားကြောင့်လေးဝါကျိုးရင်နဲ့ပြုံးမပြနိုင်အောင်ဝမ်းသာပျော်ရွှင်သွားရပါတယ်ဦးမေဟေခေါ်ဆောင်ရာနောက်ကိုလေးဝါချူရင်းတွေတတိန်တိန်ခုံလျက်မှာ လိုက်ပါလာခဲ့မိတယ်။ချင်းရသူကိုဘလို့ပုံစံမျိုးနဲ့တွေ့မြင်ရမလဲကိုစိတ်လုံရှားစွာမျော်လင့်နေမိတယ်။ဒီခန်းလေးမှာတားငင်ရှိတယ်၊ဝင်တွေးလိုက်ပါ။ဦးမေဟန်ဖွင့်ပေးတဲ့အခန်းလေးကိုလဲဝါချိုမဝိမယဲနဲ့ဝင်လိုက်ပါတယ်။ကြည်ကြည်သားဘာဖြစ်တာလဲ။ကြည်သားဘာဖြစ်တာလဲ။လေးဟွာကျူအခန်းလေးကိုဝေးလိုက်တာနဲ့ဝီချေးပေါ်မှာထိုင်နေတဲ့ချစ်သူကိုတွေ့လိုက်ရတာကြောင့်ထိမ့်လက်တလုံးစွာနဲ့မေးလိုက်ရင်ချစ်သူစီကိုအပြေးသွားလိုက်မိတယ်။လေးဟွာ မိကိုမတွေ့တရောင်ရှာနိုင်နေနော်လဲဝါရင်ကိုဘကမဆက်သွဲခဲမိတဲ့အတွက်တောင်းပန်ပါတယ်ကွာကိုကိုအချင်းနေနဲ့လဲဝါကိုဆက်သွဲရမှာအားနာလို့မဆက်သွဲခဲတာပါတုံရင်အကွဲရဲ့အတန်နဲ့ပြောနေတဲ့ချစ်သူကိုလဲဝါချိုဖတ်တွေလိုက်မိပြီជីတာရဲ့ជីတာကိုဘလောက်တော့စိုးရိမ်နေခဲ့ရလဲသိရလားတနေ့တနေ့လဲဝါယူမတဲ့ခန်းစားနေရတော့သိရလားလဲဝါကိုမဆက်သွဲပဲနေနိုင်နေနော်အခုဆိုရင်တလားတော့ကြော်လာပြီជីတာက အရန်ကိုနေနိုင်တာပဲနော်။ဘာလို့လဲ။လဲဝါကိုစိတ်ကုံသွားလို့လား။ဟာမဟုတ်တာလဲဝါရဲ့။လဲဝါကိုကိုဘလောက်တောင်ချစ်လဲဆိုတာလဲဝါသိရင်မဟုတ်လား။ဒါဒါပေမဲ့လဲဝါရဲ့ကိုအချီနေနဲ့လဲဝါကိုမဆက်သွဲတင်းတော်ဘူးထင်လို့မဆက်သွဲခဲ့တာပါ။ဒါကြောင့်လဲဘသူကိုမှအကြောင်းမချဘူးအဖေကိုပြောခဲ့တာပါ။လဲဝါကိုမဆက်သွဲတင်းလို့မဆက်သွဲခဲ့တာဟုတ်လားကြည်သား။ဘာဘာဖြစ်လို့လဲ။ဘာဖြစ်လို့မဆက်သွဲတင်းတာလဲ။ ကြည်တာမှာဖုံးခွေထားတဲ့နောက်ကျောင်းတွေများရှိနေလို့လားလဲဝါချိုတုံတုံလုံးလုံးနဲ့မေးလိုက်မိပါတယ်လဲဝါရင်ကို့မှာဖုံးခွေထားတဲ့နောက်ကျောင်းလေးမရှိပါဘူးကွာကိုပြောတဲ့ကိစ္စကဒီဒီမှာပါကြည်တာဟန်ဟာတုံရင်အကွဲနေတဲ့အတန်နဲ့ပြောလိုက်ပြီးနောက်သူ့ရဲ့ခြေထောက်အစုံညှို့ပြလိုက်ပါတယ်ဒီအခါမှပဲလဲဝါချိုမှာကြည်တာဟန်ဟာဝီချေးပေါ်မှာထိုင်နေတာကိုပြန်လေတတိထားမိသွားပြီးတော့ထိတ်လန့်တလှုပ်စွာနဲ့မေးလိုက်ပါတယ်ချစ် ခြေနောက်ကဘာဖြစ်လို့လဲជីတာជីတာခြေနောက်တည်းကဘာဖြစ်လို့လဲခုခုခြေနောက်တည်းလမ်းလျှောက်လို့မရတော့ဘူးလဲပါရဲ့ခုခြေနောက်တည်းဘာမှသုံးစားလို့မရတော့ဘူးတဲ့ကောင်းအစီတဲ့ကြောင့်အောက်ပိုင်းတစ်ခုလုံးအာယုံခံစားမှုမရှိတော့ဘူးလေဖဲ့ဘယ်လိုတကယ်ပြောနေရလားជីတာတကယ်ပြောနေရလားជីတာဟန်ကိုကြည့်ပြီးတော့လဲဝါချူအန်အော်ထိတ်လန့်တုံ့လှုပ်စွာမေးလိုက်မိပါတယ်ကိုမေးလိုက်ပါတော့လဲပါရဲ့ကိုလိုဒုက္ခိတကောင်မေးလိုက်ပါတော့ကွာ ကိုဆွလွလိုက်ပါတော့နော်ကိုဖြစ်ကဒုက္ခိတာတယောက်ဖြစ် တသက်လုံးနေသွားရတော့မှာပါ။အိုးဘာရီပြောနေရလဲជីတာជីတာကိုဘာလို့ဆွလွရမှာလဲជីတာဘာရီပဲဖြစ်နေပါစေလေဝါထွက်မသွားပါဘူးជីတာနာမှာပဲတသက်လုံးနေသွားမှာသိရဲ့လားလေဝါတို့အမြဲဆုံးလက်ထက်ကြမယ်လေနော်ជីတာမဖြစ်နိုင်ပါဘူးလေဝါရဲ့ဒီအခြေအနေနဲ့တော့လေဝါကိုကိုလက်မထက်ရဘူးကိုတို့လက်ခွဲကြပါစို့ကိုမေးလိုက်ပါလေဝါမင်းကိုဖယ်နည်းနေမှလက်မထက်နိုင်တော့ဘူး ကြည်သာဟန်ကပြောပြောဆူဆူနဲ့ပဲသူ့ကိုဖက်တွေထားတဲ့လဲဝါချူရဲ့လက်တွေကိုဖယ်ထုတ်ပစ်လိုက်တယ်။လဲဝါချူကလည်းသူမလက်ကိုအတင်းဖယ်ထုတ်ပစ်နေတဲ့ကြည်သာဟန်ရဲ့လက်တွေကိုဆွဲထားလိုက်ပြီးတော့မဟုတ်တာရင်မပြောနဲ့ကြည်သာ။ကြည်သာဘာတွေပဲဖြစ်နေပါစေကြည်သာနဲ့ပဲလဲဝါလက်ထက်မှာပါ။ကြည်သာဒီမှာရှိနေတဲ့အကြောင်းကြည်သာတို့အမေနဲ့အကိုစီကိုတရင်ပို့လိုက်ပါကြည်သာ။ကြည်သာအမေလည်းကြည်သာကြောင့်အိတ်ရတဲ့လဲနေရဲ့လို့ပြောတယ်။ဒါကြောင့်အနီတို့စီကိုအကြောင်းကြားလိုက်ပါ။ပြီး ជីតានេះលេវ៉ាលက်ထက်មេអចောင်းបាអតិបេះလိုက်បាណូជីតាអូលេវ៉ាសោកសោកមេបទូរីបាပြောပြောលេវ៉ារូនីយ៉ាតតက်លូអឌុនីចាមេណូមិនភិនណៃម៉ោកွာបលូម៉ាមិនភិនណៃម៉ោបោអូមិនភិនណៃអាម៉ាលេជីតាយេលេវ៉ាអូមិនយុញណេតបោឡាយេលេវ៉ាយេអិចគូមិនយុញណាឡាលេវ៉ាបេដោម៉ាណោមិនសុកភូណូជីតាជីតារូមីបារីយ៉ាតបោមិនឌូសូយណោលេវ៉ាណោសុកម៉ាមិនហូភូទូម៉ាយេសុងភ្យាច់ឆេកគូလေဝါချိုခိုင်မာစွာပြောလိုက်ပြီးနောက်ချစ်သူရဲ့နာမှာ ပေကက်ကထိုင်နေလိုက်ပါတယ်။ဟယ်လိုအဖေလားရေဒီဒီနေ့ညလဲဝါပြန်မလာဖြစ်ဘူးဖေလဲဝါမှာအရေးကြီးကိစ္စရှိနေလို့ပါမနေ့ပြန်မနေ့စောစောပြန်လာခဲ့မယ်နော်ဖေအမေကိုလည်းပြောလိုက်ပါနော်ဖေဖခင်ကြီးထံကိုလဲဝါချိုဖုန်းဆက်လိုက်ပြီးမပြန်ဖြစ်တဲ့အကြောင်းကိုပြောလိုက်တယ်။လဲဝါချိုပြောလိုက်တဲ့အခါမှာဖခင်ဖြစ်သူထံမှာအတန်ကြာတိတ်ဆိတ်သွားပါတယ်။လဲဝါညီဘယ်ရောက်နေတာလဲကိုညီမကိစ္စတလောက်အရေးကြီးနေရတော့ဘယ်ရီသွားနေရလဲ လုံးမှလည်းမရှိဘူး။ဘာလဲ။ជីတာဟန်ဆိုရဲကောင်လိုက်ရှာနေတာမဟုတ်လား။ညီကလေသွေးသားထက်သစင်းပေါ်မှာတန်ရောစင်ပို့နေတာပဲ။အေးပါ။ညီစိတ်တိုင်းကြတာလောက်ပါ။ညီကငွေရှာပေးနေတဲ့သူဆိုတော့ညီစိတ်တိုင်းကြတာလောက်လိုက်ပါ။မမဟုတ်ပါဘူးမေ။လေဝါတောင်းပန်ပါတယ်နော်မေ။အမေလေဝါချိုဘက်မှတောင်းပန်စကားပြောလိုက်တော့လေမိခင်ဖြစ်သူဘက်မှဖုန်းချသွားခဲ့ပြီဖြစ်ပါတယ်။လေဝါချိုရှင်နဲ့မောလီယာစွာနဲ့ဖုန်းကိုချလိုက်တယ်။ ရှင်းပြဖို့ခက်ခဲလာတဲ့အဲ့လိုအခြေအနေမှာလဲဟွာချူကိုတိုင်းလဲရှင်းကျင်စိတ်မရှိတော့ဘဲနှုတ်ဆိတ်လို့သာ နေလိုက်ချင်ပါတယ်လဲဟွာအဆင်ပြေရဲ့လားကွာအယိုဖုံးဆက်တာမဟုတ်လားကို့အတွက်မငဲနေတော့ချစ်ကို့အားလုံးကိုနားလေပေးပါတယ်ជីသားကလည်းဘာရီပြောနေရလဲလဲဟွာအတွက်တော့ជីသားလည်းမိသားစုပါပဲជីသားကိုပြစ်မထားခဲ့နိုင်ပါဘူးဒီနေ့တော့ជីသားနာမှာပဲနေပြရစီနော်မနေ့ပြန်တော့လဲဟွာပြန်မယ်ជីသားလည်းအနီတို့စီကိုအကြောင်းကြားခိုင်းလိုက်ပြီးရန်ကုန်ကိုပြန်လာခဲ့ပါနော် ကိစ္စတွေအလုံးရှင်းပြီးလဲဝါတို့လက်ထက်ကြမယ်လေလဲဝါရဲ့အလုတ်ခန်းတော့မှာပဲလဲဝါနဲ့ជីတာအခန်းငားနေကြမယ်လေနော်လဲဝါတို့လက်ထက်ပြီးជីတာကျမ်းမာရေးကိုလဲလဲဝါကောင်းကောင်းဂရုစိုက်ပေးနိုင်ပါပြီစိတ်ထဲမကြနေတော့ជីတာជីတာနာမှာလဲဝါအမြဲရှိနေမှာပါလဲဝါရဲ့အချစ်ရဲ့ကိုဘက်ကမတရားတလို့ဖြစ်နေပါပြီကိုတော့လဲဝါနဲ့လက်မထက်ရက်ဘူးជីတာဟန်ကလဲဝါချုံရဲ့ကိုလေးကိုဖက်တွင်လိုက်ပြီးတော့အာနာစွာပြောလိုက်တယ် အဲ့ဒီလိုတွေမပြောပါနဲ့ကြည်သားရဲ့ကြည်သားမရှိလဲဝါလေးအသက်ရှင်နေရတာပါတိတ်ပဲမှမရှိတယ်လို့ပဲကြည်သားသာအနားမှာရှိနေပြောတယ်အလုံးလုံးရတာလေစိတ်ပါလက်ပါရှိတယ်ဘသူတွေပါပဲပြောပြောဘလို့ပဲတားမြင်ချပါစေလဲဝါတို့နေရောက်နှစ်ဦးသဘောတူပဲလက်ထက်ကြမယ်နော်ကြည်သားလဲဝါချူကလေမတည့်ရနေထားမှခါးလေးကိုကန်ညိုလျက်ချစ်သူကိုခတင်းတင်းပြန်ဖတ်ထားလိုက်က သူမရှင်နေမှစိတ်ကူးဆန္ဒတွေကိုထုတ်ဖော်ပြောလိုက်ပါတော့တယ် လေဝါပြင်တော့မင်းတော့ကြည်တာဘာပဲဖြစ်ဖြစ်အိမ်ရောအကြောင်းကြားလိုက်ပါမိခင်တယောက်နေနဲ့သားသမီးကပျောက်နေတာဆိုတော့အတော်လေးကိုစိုးရိမ်နေရှာမှာပါမိဘတွေအတွက်သားသမီးအပူကဘယ်အပူနဲ့မှမတူတော့လေဝါလည်းကိုတွေ့မြင်နေရတာမှသိပါတယ်ကြည်သားတို့မိကလေဝါစီကိုခဏခဏလာရည်တည်လားကြည်သားနဲ့လေဝါဆက်တိုက်ထားပြီးသူ့ကိုလိန်ညာထားတယ်လို့ထင်နေတာလေဘလူအမေကလေဝါစီကိုခဏခဏလာရည်ဟုတ်လားကိုတောင်းပန်ပါတယ်လေဝါရဲ့လေဝါကိုအမေပါရီပြောသေးတယ် လက်ပါချီပါရီလုတ်သေးလားချစ်ဟိုမိမရောပါလာသေးတာလားជីတာဟန်ကစိုးရင်ပူပန်စွာနဲ့မေးလိုက်ပါရင်နှွေးစင်တာတော့မပါပါဘူးជីတာပြီးတော့ခြေပါလက်ပါတော့မလုတ်ပါဘူးជីတာရင်ပြောတာတော့ပြောတာပေါ့ဒါပေမဲ့ရပါတယ်ជីတာအမေပဲလေလဲဝါတိခန့်နိုင်ပါတယ်သူလဲជីတာကိုစိတ်ပူပြီးတော့လဲဝါပေါ်မှာစိတ်ထွက်ပေါက်ရှာတဲ့သဘောနေမှာပါပြောရမယ်ဆိုရင်ជីတာလုံးဝပျောက်နေတာလို့စိတ်ကလက်မခံနိုင်လို့ မဲဝါတို့တွေဇက်တိုက်ထားပြီးသူ့ကိုညာနေချတာလို့တမေလှုပ်ယူပြီးတော့တွေးနေတဲ့သဘောမျိုးပေါ့အဲ့ဒီလိုမှမတွေးရင်လဲជីသားစိတ်ကြောင့်ជីသားတို့မေအိပ်ရာတွေလုံးဝလဲသွားမယ်ထင်တယ်အနီတစ်ခါတစ်ခါလာပြောရင်မဲဝါလည်းစိတ်တူမိပေမဲ့တီချာပြန်စဉ်းစားကြည့်တော့လဲជីသားအမေပဲလေဆိုပြီးခွလုတ်ပေးလိုက်ပါတယ်ជីသားရဲ့လဲဝါជីသားအမမဆွတ်လွတ်နိုင်တာလဲဝါရဲ့ကျေးဇူးတင်ပါတယ်ကွာအမေဘလောက်ထိဒေါသကြီးရဲ့အထကြီးရဲ့ဆိုတော့ကိုလည်းသိနေတာပဲလေဒါကြောင့်ဘသူစီဝမ အကြောင်းမကြားခင်ခဲ့တာလဲဝါစီကိုအကြောင်းမကြားခဲ့တာကတော့ကိုကြောင့်လဲဝါဒုက္ခများမှာဆိုးလို့ပါအချင်းရင်ကိုလုံးဝနေကောင်းလာမှစက်တွေကိုစဉ်းစားခဲ့တာပါကြည်သာရဲ့နောက်ကိုဒီလိုမျိုးထပ်မလုပ်ပါနဲ့နော်လဲဝါကိုရှောင်ပြေးတာမျိုးလည်းမလုပ်ပါနဲ့နော်ကြည်သာကိုသာရှောင်မတွေ့လဲဝါယူသွားလိုက်မယ်သိရဲ့လားလဲဝါကြောင့်ကြည်သာတို့သားမိတွေအဆင်မပြေဖြစ်နေတာဆိုပြီးစိတ်မကောင်းဖြစ်နေရတော့လဲဝါကြောင့်ကြည်သာပျောက်သွားရတာလို့တွေးပြီးတော့လဲဝါယူသွားလိုက်မယ်သိရဲ့လား ရဲဟွာကျူဟာချစ်သူရဲ့ဘေးမှာအသာထိုင်ချလိုက်ပြီးနောက်စိတ်မကောင်းစွာပြုံးလိုက်ပြီးချစ်သူရဲ့နှဖူးပြင်လေးကိုခေါက်ဖောက်ဖွာလေးနှမ်းဆိုင်လိုက်တယ်။ဒီနေရာမှာနေရတာကြည်သာစိတ်ချမ်းသာရေးဆိုရင်လည်းနေပါ။နေရရန်ကုန်ထဲနေဝေးတော့ရဲဟွာနေတိုင်းမလာနိုင်ပေမဲ့တပတ်ကနှစ်ခေါက်လောက်တော့ရအောင်လာခင်မယ်နော်။ကိုယ်တွေစိတ်မပူပါနဲ့အချစ်ရင်အဖေကလည်းတနည်းတစ်ခေါက်တော့ပုံမဲ့လာကြည့်ပါရင်ပြီးတော့ကိုယ်တွေကျမကြီးလေးချင်မှုဆရာတယောက်နဲ့ခေါ်ထားပြီးတယ်လေ။ တပတ်နှစ်ခေါက်လည်းမလာပါနဲ့ချင်ရင်ပြင်မမှာရင်အလုကတစ်ဖက်တင်းညာချူကိစ္စအလေးရှိသေးတယ်မဟုတ်လားချစ်ပြင်မမှာရင်ကိုရိုနေတိုင်းဖုန်းပြောချမယ်လေဖုန်းပြောရဆိုပေမဲ့စိတ်ပူရလေကြည်သားရဲ့ကဲပါလေကြည်သားတို့အိမ်ကောအမြဲအချောင်းကြလိုက်ပါအကျိုးချောင်းအားလုံးပြပြလိုက်ပြီးတော့လေဝါတို့နေရလက်ထက်ချမယ်လေနော်လေဝါချူရဲ့စကားကြောင့်ကြည်သားဟန်ဟာလေဝါချူချစ်မြတ်နိုးစွာကြည်လိုက်တယ်အဲဒီနောက်လေဝါချူချစ်ခင်မြတ်နိုးစွာ ဖတ်ထားလိုက်ပြီးကိုပြောရင်စင်မဆိုးရဘူးနော်လေးဝါ။လေးဝါကိုကိုလည်းအရင်ချက်ပါတယ်။ဒါဒါပေမဲ့ကိုတို့လက်ထပ်ဖို့တော့လေးဝါတိချာစဉ်းစားပါအောင်ကွာ။အနည်းဆုံးတော့6လတန်တီတစ်နှစ်တန်တီအချိန်ယူရတာပေါ့။ဒီတော့တွင်မှာကိုလည်းကျမရဲ့လေ့ကျင့်ခန်းတွေလုပ်ပြီးတော့ပြန်ကောင်းအောင်ကြိုးစားမယ်လေးကွာ။ជីတာဟဲရဲ့စကားကြောင့်လေးဝါကျိုးကောင်းလေးကိုအသာညှိလိုက်ပြီးတော့လေးဝါတို့လက်ထပ်ဖို့အတွက်ကတော့လေးဝါဘက်ကစဉ်းစားစရာမလိုပါဘူးជីတာ။ ជីតាအနေနဲ့အချိန်နည်းနည်းယူခြင်းနဲ့ဆိုရင်လက်ခံပါတယ်ဒါပေမဲ့ជីតាရဲ့ခြေထောက်တည်းကပြန်ကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေလဲဝါရဲ့စိတ်ကတော့ပြောင်းလဲမှာမဟုတ်ပါဘူးအန်တီကသဘောတူတာမတူတာကိုလည်းလဲဝါတွေးနေတော့မှမဟုတ်ဘူးဘသူတွေဘာတွေပြောပြောလဲဝါတို့တွေပြောပြောရှင်ရှင်နေသွားကြမယ်လေနော်လဲဝါရဲ့ကိုယ်ကိုမြတ်တာစင်နဲ့ချစ်ပေးလို့ဂျေစုတင်ပါတယ်လဲဝါရဲ့ကိုလည်းလဲဝါပေါ်တဲ့အလုံးသစ္စာရှိပါမယ်ပြောရှင်အောင်ထားမယ်လို့ကတိပေးပါတယ်ချစ်ရဲ့ ချစ်သူနှစ်ယောက်တယောက်လက်ကိုတယောက်အားပေးဆုပ်ကိုင်ထားကြရင်မှတယောက်နဲ့တယောက်ဂတိတွေအပြန်အလှန်ပေးလိုက်ကြတယ်။ဦးမီဟန်ဟာကားပေါ်မှာအတူပါလာတဲ့လဲဝါချူစောင်းငယ်ကြည့်လိုက်ပြီးနောက်စကားစတင်ပြောလိုက်ပါတယ်။တကယ်ပဲတားငယ်ကိုလက်ထပ်နိုင်လို့လားခလေးမဒါမှမဟုတ်တားငယ်စိတ်ချမ်းသာအပေါ်ရင်ပြောခဲ့တာလားဥမေဟရဲ့စကားကြောင့်လေဝါချူကဥမေဟန်ကိုကြည့်လိုက်ပြီးတော့စကားကိုလေးနက်စွာပြန်ပြောလိုက်တယ်။လေဝါပုံစံကဟန်ဆောင်ဒီယာနဲ့ တူနေလို့လားဦးလေးရဲ့ကြည်သားပေါ်မှာလဲဝါမြစ်တာစင်နဲ့ချက်တာပါကြည်သားဘလို့ဘဝကိုပဲရောက်ရောက်လဲဝါလက်ထက်မှာပါဘသူရိယဘာတွေပဲပြောပြောလဲဝါတို့နေရပြောပြောရှင်ရှင်နဲ့နေသွားချက်မှာပါခလီမပြောသလိုလွှဲနေရင်တော့ကောင်းတာပေါ့ကွယ်ဒါပေမဲ့ခလီမမှလည်းမိဘအတိုင်းဝိုင်းနေရှိသလိုတားခင်မှလည်းသူ့အမေရရှိနေသေးတယ်ဒါရီကိုမင်းကြော်ဖြတ်နိုင်ပါမလားကွယ်ပြီးတော့အဲ့ဓာရီတဲ့အရေးကြီးတာတားခင်ရဲ့ခြေနောက်တည်းကပြန်ကောင်းလာနိုင်ပါမလားဆိုတာမသိကြဘူး တကယ်လို့များပြန်ကောင်းမလာခဲ့ဘူးဆိုရင်မင်းရဲ့တဘောအလုံးဒုက္ခိတာတယောက်နေနဲ့နေသွားမှာနော်။အိုးအဲ့လိုမပြောပါနဲ့ဦးလေးရဲ့ကြည်သားကိုဒုက္ခိတာလို့မပြောပါနဲ့နော်။ကြည်သားခြေတော့တွေပြန်မကောင်းလာဘူးဆိုရင်လေလေးဝါရဲ့စိတ်ကမပြောင်းလဲပါဘူးရှင်။ဒီအတွက်ကြည်သားဘယ်တော့မှအားမငယ်အောင်ဘေးကနေတသက်လုံးဂရုစိုက်ပေးသွားမှာပါ။လေးဝါချုံရဲ့တုတ်ပြန်စကားကြောင့်ဦးမေဟန်ကလေးဝါချုံမြုံကြီးနိုင်စွာကြည်လိုက်ပြီးနောက်ဒါဆိုရင်သမီးကသားငယ်အပေါ်မှာ တကယ်မြတ်တာစင်နဲ့ချစ်တာပဲကိုတမီးရဲ့စိတ်ကိုတားငယ်ရဲ့အမေနားလေလက်ခံပေးနိုင်ဘလောက်ကောင်းလိမ့်မလဲကွယ်အဖေကတော့တားငယ်စိတ်ချမ်းသာပျော်ရွှင်မှုဝယ်လိုချင်တာမို့တမီးနဲ့တားငယ်ကိုအဖေသဘောတူပါတယ်ဦးမေဟန်ရဲ့နှုတ်မှာအဖေဆိုတဲ့အသုံးနှုန်းကြောင့်လဲဝါချိုးရှင်နဲ့တတိတ်ခုံလေးရဲ့ဝမ်းသာပျော်ရွှင်သွားမိတယ်အမေလဲဝါပြန်ရောက်ပါပြီကိစ္စတွေအဆင်ပြေရဲ့လားအအဖြစ်မှန်ကဘာတွေဖြစ်ခဲ့တာလဲတင်းညာရင်တိုင်းဆိုမတက်ခဲ့ဘူးမဟုတ်လား ဟေးအမေလေးဝါချုံရဲ့မိကိုမဆုံးခင်မှာပဲမိခင်ဖြစ်သူဒုက္ခင်ချုံဝင်းဟာသူ့မရဲ့ပားပြင်ကိုပြန်ကနေရိုက်ချလိုက်တာကြောင့်လေးဝါချုံမှာအံ့ဩဆွအသွားရတယ်။ကြီးကစိတ်ပူသေးတယ်ပေါ့လေဟုတ်လားကိုညီမတရားလို့ထောင်ထဲရောက်နေတော့ကြီးကကြီးအကောင်စီကိုသွားနေနိုင်သေးတယ်။အေးအဲ့လောက်တောင်ဖြစ်နေရင်လေဘာလို့အိမ်ပြန်လာနေသေးလဲ။မိသားစုစိတ်တည်းမရှိတဲ့သူမျိုးငါလဲသမီးဖြစ်မတတ်မှတ်ဘူး။ အိမ်ပေါ်ရောက်ရောက်ချင်မှပဲဒေါသနဲ့ကြိုးစိုးလိုက်တဲ့မိခင်ဖြစ်သူကိုကြည့်ပြီးတော့လဲဝါချူရှင်နေဝမ်းနေစိတ်မကောင်းဖြစ်သွားရပြီးတော့ပားပြင်မောင်းမျက်ရည်တွေတသွင်သွင်ကျဆင်းလာရတော့တယ်။အဲ့ဒီမျက်ရည်တွေဟာမိခင်ဖြစ်သူရဲ့လဝါရိုက်ချက်ကြောင့်နာကျင်လို့ကြတာမဟုတ်ပဲနဲ့ရှင်နေကနာကျင်လာတာကြောင့်ကျဆင်းလာတဲ့မျက်ရည်တွေပဲဖြစ်ပါတယ်။အမေရေပြောရလိုက်တာနော်။တိန်းညာအတွက်လဲဝါဘလောက်ထိပေးဆက်ခဲ့လဲဆိုတာအားလုံးထက်အမေကပိုသိမှာပါ။ လေဝါဆယ်တဲ့အောင်မီကလေးကလေဝါရှာဖွေခဲ့တဲ့မြငွေကြီးတွေကိုတင်းညာအတွက်ပဲထောက်ပံ့ပေးခဲ့တာပါ လေဝါကိုရိုင်းတော့အဝေးတီကိုချိုချိုငင်ငင်နဲ့တက်ခဲ့ပြီးအလုံးလုံးလူရသမြငွေတွေကိုတင်းညာဝယ်ထောက်ပံ့ပေးခဲ့တာပါအဲ့ဒီအတွက်လဲသူ့စီကတော့ဘာကူမှပြန်ပြီးတော့မမျော်လင့်ခဲ့ပါဘူးတင်းညာဘက်ကနေလေဝါအထင်တသေးဆက်ဆံခဲ့တာတော့လေဝါအနစ်နာခံခဲ့ရတာတွေကိုရှင်းမပြဘဲတီးတိုင်ငြိမ်နေခဲ့တာပါအမေ သူအခုလိုမဖြစ်ခင်ကလည်းသူ့စီကိုရောရန်တိုင်ဆိုးဆိုတဲ့လူစီကိုရောတွားခဲ့ပြီးလေဝါတားခဲ့ပါတယ်လေဝါရဲ့အချင်းကြီးကိုတင်းညာဖြက်လို့ဖြက်စီလုခဲ့တော့တိတိနေတော့မတိခံဆောင်ပြီးခွလုတ်ပေးခဲ့တာပါအမေရဲ့အခုပြဿနာတွေဖြစ်တော့လေငွေကြေးအတွက်မပူပင်ရောက်လေဝါရှာပေးနေတယ်လူကိုယ်တိုင်လိုက်ရမယ်ဆိုရင်လိုက်ပေးခဲ့တယ်လေဒီထက်ပိုပြီးလေဝါဘာရီလုတ်ပေးရအောင်မလဲအမေရဲ့ပါလေတင်းညာကိုစားလေဝါထောင်ထဲဝင်ပေးရမှာလားယပြောပါဦးအမေ မိလေဝါညီညီဘာပြောလိုက်တယ်လေဝါချုံဟာရှင်နေနာကျင်လောလာတာကြောင့်ဘာကူမှမစင်းစားနိုင်တော့ဘဲနာကြီးစွာပြောလိုက်မိတယ်လေဝါချုံရဲ့စကားကြောင့်ဒုက္ခင်ချုံဝင်းမှာ ပိုပြီးဒေါသဖြစ်သွားပြီးလေဝါချုံဒေါသမျက်လုံးတွေနဲ့ကြည့်လိုက်တယ်မိလေဝါညီပြောပုံကငါမတင်ကားတဲ့အမေဖြစ်နေပြီပေါ့ဟုတ်လားညီကိုငါပြောတာမိသားစုစိတ်သက်ရှိဖို့ပြောနေတာမိသားစုဆိုတာအခက်ခဲတွေရှိလိုက်အတူတူပြင်ရှင်းရမှာလေအခုတော့ ညီလုပ်ပေါင်းကြည့်လေမိသားစုကညီကိုလိုအပ်နေပါတယ်ဆိုမှဘာမှမဟုတ်တဲ့ကောင်းအတွက်မိသားစုကိုပြစ်ပယ်လိုက်တာမဟုတ်လားပြစ်ပယ်လက်စားနဲ့တစ်သက်လုံးပြစ်ပယ်လိုက်တော့ပေါ့ဘာလို့ပြန်လာနေသေးတာလဲမိခင်ဖြစ်သူထမပြောထွက်ရတဲ့စကားကြောင့်လဲဝါချုံရှင်နဲ့နာကျင်ရတယ်လို့အတော်လေးလေးဝမ်းနေခံစားလိုက်ရတယ်အမေရေမနေ့ကကိစ္စကတင်းညာအတွက်အရေးကြီးတယ်ဆိုတာလဲဝါသိပါတယ်ဒါပေမဲ့ရှေ့နေနေပဲတွေ့ရလေစကဲမှာတက်တည်ယူတာမဟုတ်သေးဘူးလေ ပြီးတော့အဖေနဲ့မေရောကိုကိုကြီးပါရှိနေတာမို့လက်ဝါမရှိလဲဖြစ်တာမို့ပဏိကပြန်မလာခဲ့တာပါအမေမျက်လုံးထဲမှာတိတ်ညာတယောက်တည်းဝယ်မြင်နေရလားလက်ဝါကိုရောမမြင်တော့ဘူးလားမေလက်ဝါမှာဘာအမှားမှမလုပ်ရပါပဲနဲ့အဆဆအရာရာအတွက်တောကများနေရတာအမေမမြင်တာလားဒါမှမဟုတ်လက်ဝါကိုအမေရဲ့သမီးဖြစ်မတွေးတာလားကိုကိုကြီးနဲ့တိတ်ညာချိုးပဲအမေရဲ့သားသမီးတွေလို့သတ်မှတ်ထားတာလားလက်ဝါအမေရဲ့မွေးစားသမီးများလား ပြောပါဦးလေးဝါတိတက်ဆအရွယ်ကလေးကအမေပစက်ဖျားထွက်လာသမျှစကက်လုံးနေရလေတိန်ညာချိုးဆိုတာကြီးပါပဲအဝေစာအစ်စ်ဝဲရင်လဲတိန်ညာချိုးဖို့လွယ်အိတ်အစ်စ်ဝဲလာရင်လဲတိန်ညာချိုးဖို့ဆိုတာကြီးပဲအိမ်လုတ်တွေလောက်ခိုင်းရင်တော့တိန်ညာအောင်မခိုင်းမင်းလေးဝါကပဲခိုင်းခဲ့တာမဟုတ်လားအမေအဲ့လိုလုတ်ခဲ့တာတွေအတွက်လေးဝါဘလောက်ထိခံစားခဲ့ရလဲဆိုတော့အမေသိရလားအမော်ရီဖြစ်ပြီးရုပ်ချင်းမတူလို့စိတ်ထဲမှာအမြဲတူရဖြစ်နေခဲ့ရတဲ့အပြင်ကိုကိုကို မွေးစားသမီးများလာလို့အမြဲထင်ခဲ့မိတာပါ။ဒါကြောင့်လေတဲညာနဲ့လိုက်ပြီးမရှင်မှုကုကုကုအမြဲဆုံးမခဲ့။ဒါပေမဲ့ရှင်နဲ့မှာဘလောက်ပဲနာကျင်နေပါစေအမေကိုရောတဲညာကိုရောလက်ဝါဘယ်တော့မှမမုန်းခဲ့ပါဘူး။ချစ်မြဲချစ်လျက်ပါပဲ။ဒါအမှန်သောစကားပါမင်း။အမေတို့တော့လက်ဝါအိမ်မှာခိုင်းမှုတသက်လူတယောက်လိုပဲမဟုတ်လား။လက်ဝါရဲ့ခံစားချက်တွေကိုတခါမှအရေးတရမရှိခဲ့ဘူး။ဘလောက်ပဲစူးစမ်းခဲ့ပါစေလူများရှိမှဂုံယူပြီးတော့ပြောရဘူးလို့လား။ အမေပါစက်ကထွက်သည်မြစက်ကလုံးနိုင်ရတားကြီးကအရာရှိလေးတမီးငယ်ကဆရာဝန်လေးဆိုပြီးတော့ကျင်းနဲ့ခုံယူပြီးပြောခဲ့ပေးမယ်လိမ့်ဝါကြောင့်ပြောရမှာတော့ရှက်ခဲ့တယ်မဟုတ်လားပြောပါဦးမိသားစုစိတ်ဆင်းရအောင်လိမ့်ဝါဘာတွေလုပ်ခဲ့ပြီလို့လဲဘာတွေများဒုက္ခပေးခဲ့ပြီလို့လဲမိလေဝါညီညီဘာတွေပြောနေရလဲဘဝတစ်ဆောင်လုံးရှင်ထဲမှာနာကျင်ခဲ့ရသည်မြတွေတဲ့လိမ့်ဝါကျူနာကျင်စွာပောက်ကွဲပြောမိလိုက်တယ် ဒုက္ခင်ဂျုံဝင်းဟာလဲဝါဂျူအံ့ဩထိတ်လန့်နေတဲ့မြေဦးအစုံနဲ့ကြိလိုက်ပြီးတုံတုံရင်ရင်နဲ့မေးလိုက်ပါတယ်။လဲဝါအလုတ်ခဲကိုသွားတော့မယ်မင်း။တင်းညာကိစ္စအတွက်ရှစ်နေနဲ့တွေ့ပြီးလိုအပ်တဲ့ငွေကြေးကိုရအောင်ရှာပေးပါမယ်။တင်းညာကတော့တော့မတွေ့တော့ပါဘူး။သူကလည်းလဲဝါကိုတွေ့တာနဲ့မောက်ထုတ်နေတာပဲဆိုတော့တော့မတွေ့ချင်တော့ပါဘူး။လိုအပ်တာရှိရင်ဖုန်းဆက်လိုက်ပါမင်း။မိခင်ဖြစ်သူကိုလဲဝါချုံမနာကြည့်တော်လဲရင်းနှီးကနာကျင်လုံးလာတာကြောင့်ပောက်ခွေးကပြောလိုက်မိပြီ အိမ်ထဲမှချက်ချင်းပြေးထွက်လာခဲ့လိုက်တယ်။လေဝါနေယောညီညီမသွားနေဘူးမအီကိုဘာရီပြောသွားတာလဲနေယောလို့ပြောနေတာကြားရလားအမိုက်မိုက်မိခင်ဖြစ်သူရဲ့တားမြစ်တန်ကိုကြားတော်လေလဲဝါချူခြေလမ်းတွေကိုမရက်တက်မင်းဆက်လျှောက်ခဲလိုက်တယ်။ဒီအချိန်မှာတော့မိခင်ဖြစ်သူနဲ့ဆက်ပြီးတော့စကားပြောနေရင်ထဲမှာနာကျင်သမျှကိုထုတ်ဖို့ပြောနေမိမှဆိုတာကြောင့်ဇွတ်ထွက်လာခဲ့တာဖြစ်ပါတယ်။ တော်တင်တင်သာဟာဝီချေးပေါ်မှာရှိနေတဲ့သားဖြစ်သူကိုကြည့်ကစစ်တီတင်နေခဲ့တယ်။အငယ်ကောင်မေမေကွာဒီလောက်ဖြစ်နေတော့ဘာလို့အိမ်ကိုအကြောင်းမကြားတာလဲ။မင်းစိတ်ထဲမှာအမေနဲ့ငါ့ကိုမိသားစုလိုတော့သတ်မှတ်ရလားပြောစမ်းပါဦးကွာ။ဒေါက်တာနေမင်းသာဟာညီဖြစ်သူကိုကြည့်ကဂယုနာဒေါသနဲ့ပြောလိုက်ပါတယ်။မိခင်ဖြစ်သူဒေါ်သင်းသင်းတော်မှာတော့အခုချိန်ထိတော့မှဘာစကားမှမပြောနိုင်သေးပဲစွအားတိတ်ဆိတ်နေခဲ့ပါတယ်။ဟုတ်ကဲ့ပါ။အခုနားဆင်ကြရတဲ့ဇလန်လေးက ။စာရေးသူအေဂျီဗျူရေးသားထားတဲ့ရေဝဲတကားဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်း7ပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့အပိုင်း7ကိုတင်ဆက်ပေးမှာမလို့ပရိသတ်များအားလုံးကစောင့်မျှော်နှားဆင်ပေးကြပါအောင်ရှင်။နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။